မြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးတဦးဖြစ်သူကယ်ဒမီဝင်းမုံရွှေမှာတော့မရောက်နိုင်မသားစုံနဲ့ဆက်ဆက်နေတော့ထလို့ရေလုံငန်းများတွင်ပူပေါင်းလုတ်ကင်လာနေပြီး2023ခုနှစ်နောက်ပိုင်းမှာစစ်တပ်နှင့်နေဆက်သည့်စီးပွားရေးလုပ်ငန်းရှင်နိုင်ဖြိုးကျော်နဲ့လက်ထပ်ခဲ့ပါတယ်။နိုင်ငံရေးပြောင်းလဲရေးကြတဲ့မှာမရောက်နိုင်သမီးခင်သီရီတပ်မုံကြီးစီးပွားရေးလူယုံနိုင်ဖြိုးကျော်ကိုခင်မိုးဖြစ်ကနေရွေးချယ်လိုက်ခြင်းဖြင့် ပြည်သူနေစက်ကျင်သောဘက်တွင်တေချာပေါက်ရက်တီပြသခဲ့ပါတယ်ရှင်တို့စစ်တပ်ဘက်တော်သားဖြစ်နေရည်တည်မှုများသည့်2024ခုနှစ်အတွင်းအကယ်ဒမီဆိုရရှိခဲ့ပါသည်ဝမ်မုံရွှေရည်မှာဆ ਿਆ နာမသိမီကာလတွင်မှ2016ခုနှစ်ကစစ်တပ်ခေါင်းဆောင်တူဦးရေမိသားစုဝင်များကယင်းနှမြုံနံထားသည့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနှင့်တည်သက်စာချုပ်ချုပ်ဆိုကလက်တွဲလုပ်ကင်ခဲ့ပူပါသည်စစ်တပ်ခေါင်းဆောင်နှင့် တမီဖြစ်သူခင်သီရူးတမောမှာငွေကြေးများပြားရင်းနှီးမြှုပ်နှံထားသည့်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Seven Film Production နှင့်တိတန့်စာချုပ်ချုပ်ဆိုခဲ့သည့်မင်းသမီးတို့ဦးလည်းဖြစ်ပါရယ်ရခင်ကမင်းအောင်တမီခင်သီရီတမောဘလူပလဲလုတ်ခဲ့တော့လေရင်းချိန်မှာဝိမုံရွှေကြီးကိုနိုင်ငံရေးအခြေအနေမပြင်းထန်သောကြောင့်ပြည်သူများကဝေဖန်မှုသိမရှိခဲ့ပေသို့တော်လည်း2021ခုနှစ်ဆန္ဒသိမ်းယူမှုနောက်ပိုင်းတွင်စစ်တပ်နှင့်ပူးပေါင်းသည့်မြေသိလုပ်ငန်းမဆိုးစတင်သည့်လူလူလှုပ်ရှားမှုများပေါ်ပေါက်လာစေရာသူမ၏အတိတ်က လက်တွဲမှုများသည့်ဝေဖန်စရာဖြစ်ပေါ်လာစေခဲ့ပါသည်။2022ခုနှစ်ဧပြီလတွင်အထွေထွေသပိတ်များပေါင်းစပ်ညီနိုင်ရေးအင်အားကဲ့သို့အဖွဲ့အစည်းများကဆက်နရှင်စန့်ကျင်ရေးလှရှားမှုများတွေပတ်ဝန်းကျင်မရှိဘဲစတဲ့နေ့ပူပေါင်းလုပ်ကိုင်နေကြတယ်လို့ယူဆရသည့်အနုပညာရှင်များအပေါ်လူမှုရေးများဖြစ်တဲ့ချမရန်အတွက်တိုက်တွန်းလာသည့်ထုတ်ပြန်ကြေညာချက်များတွင်လည်းဝမုံရွှေဤသည်အမည်ပါဝင်ခဲ့ပါသည်။ဝမုံရွှေဤပေါ်မှာလူလူရေးဝေဖန်မှုများမိတော့များပြင်းထန်လာရခြင်းမှာ2023ခုနှစ် ။နဝေမာလာတွင်မြောက်လိုက်သမီးခင်းသီးလီသက်မုံကြီးစီပွားရေးလူယုံနိုင်ဖြိုးကျော်နှင့်လက်ထပ်ခဲ့ခြင်းပဲဖြစ်ပါတယ်။နိုင်ဖြိုးကျော်သည်စတန်နေအကျိုးစီပွားရာနှိစက်မှုရှိသူဖြစ်နေလူသိများခဲ့ကြတာလည်းဖြစ်ပါတယ်။နိုင်ဖြိုးကျော်မှာစကောင်းဆောင်သမီးနဲ့အတူထုတ်လို့ရေးများကိုလည်းအတူပူတွေလောက်ကနေတာလည်းတွေ့ရပါတယ်။ရင်းပြမှာတော့နိုင်ဖြိုးကျော်ကမင်းအောင်လိုင်းသားသမီးများနဲ့အတူပြည်တွင်းတွင်လျှက်စစ်ကားများတင်သွင်းရောက်ချခြင်းဆိုလာပစ္စည်းများရောက်ချခြင်းစစ်တပ်အတွက်ဒရုန်းများတင်သွင်းရောက်ချခြင်းများပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ဝင်းမော်ရွှေရာ စစ်တပ်နဲ့ပတ်သက်သောစစ်ပါရေးများနဲ့စစ်တပ်ကိုထောက်ခံသောနိုင်ငံရေးကိုအတုံးချကကိုကျိုးစစ်ပါရေးကိုအဓိကလှူဆောင်သူလည်းဖြစ်ပါတယ် PPTV M Entertainment Channel W Entertainment Channel တို့ကိုထူထောင်ကလူတို့ကိုဝါဒဖြန့်အစိတ်ခံရရည်ရွယ်ပြီးရုပ်ရှင်စကားများစွာကိုလည်းထုတ်လုပ်သူနာမည်မျိုးစုံနဲ့ထုတ်လုပ်ခါ ဖြန့်ချီခဲ့သူလည်းဖြစ်ပါတယ်။တတလုံးမှာနမည်ကြီးနေတဲ့နတ်ဝင်တယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုဝင်းမော့ရွှေကြီးကိုပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ W Entertainment ကနေရိုက်ကူးထားခဲ့တာဖြစ်ပြီးအော်တိုဘတ်လ30တရက်နေ့တွင်ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။သို့တော်လည်းလက်ရှိအချိန်ထိရေးဇာတ်ကားကို အပိသူရော့ပါလျက်ရှိနေပြီးပြည်သူလူထု၏တပိတ်မှတ်မှုများကအောင်မြင်လျက်ရှိနေကြောင်းလည်းသိရပါတယ်။